ဲ့ဒီမြမာတွေရဲ့ရှေ့မှာသူ့ကိုမေးကောင်းမေးတဲ့အခါကျတော့သူမဖြေနိုင်တော့သူကဘာပြောတယ်လဲဆိုရင်သူမသိဘူးလို့မပြောဘူးဘာပြောတော့ဆိုရင်ယဟန်ကျွန်ုပ်ကမဟာမြမာကြီးပဲဖြစ်တယ်ကျွန်ုပ်ကအရာခသိန်းကိုအောင်မြင်ထားသူဖြစ်တယ်ကျွန်ုပ်ကိုဘယ်သူမှအနိုင်မယူနိုင်ဘူးအရာခသိန်းကိုကျွန်ုပ်မြင်နိုင်တယ်အားလုံးဟာကျွန်ုပ်ရဲ့ကျွန်ုပ်ရဲ့အလိုဆန္ဒတိုင်းဖြစ်ရတယ်ကဘာကြီးကိုကျွန်ုပ်ခံစဲနာဖြစ်တယ် ကျွန်ုပ်ဟာဖန်ဆင်းရှင်ပဲအရခသိန်းကိုပိုင်ဆိုင်တယ်အရခသိန်းကိုစီမံအုပ်ချုပ်နိုင်တယ်သတ္တဝါတွေအလုံးပေါ်မှာဘသူကဘာဆိုတာကိုကျွန်ုပ်ရဲ့ဆန္ဒအတိုင်းကျွန်ုပ်ကဖန်ဆင်းတာစီမံခန့်ခွဲပေးတာဖြစ်တယ်ကျွန်ုပ်ဟာသတ္တဝါတွေအလုံးရဲ့ဖခင်ကြီးဖြစ်တယ်လို့ဆိုတာသူကအဲ့ဒီလူပြောလိုက်တဲ့အခါကျတော့ယဟန်ကဘာပြောတော့ဆိုဟိုမြမာကြီးကျွန်ုပ်ကအဲ့င့ကို ဘယ်ဟာမဟာဗျမလားလို့ဒီလိုစွမ်းတကူတွေရှိသလားလို့မေးတာမဟုတ်ဘူးကျွန်ုပ်မေးတဲ့မေးခွန်းကဓာတ်ကြီး၄ပါးဟာဘယ်နေရာမှာအကျွတ်မဲ့ချုပ်သလုံးလို့မေးတာတင်ဗျမဖြစ်တာမဖြစ်တာလေတကူကြီးတာမကြီးတာလေဖန်ဆင်းရှင်ဖြစ်တာမဖြစ်တာကျွန်ုပ်မေးတာမဟုတ်ဘူးလို့ပြောတော့ဥပမာကြီးကဒီစကားပဲထပ်ပြောတယ်။ကောင်းကျင့်တိုင်အောင်ပြောတဲ့အခါယဟန်ကလည်းစွန့်မေးတယ်။ ဆွမေးတဲ့အခါကျတော့မဟာပြမကြီးကယဟန်ကိုလက်မောင်းဆွဲပြီးတော့တနည်းခေါ်သွားပြမာလေးချားတဲ့ကအပြင်ဆွဲခေါ်သွားလိုက်တယ်နော်ဆွဲခေါ်သွားပြီးတော့ယဟန်ကိုဘာပြောတော့ဆိုကိုတော်တဲ့ဒီပြမာလေးကကျွန်ုပ်မသိတာမရှိဘူးလို့သူတို့ကယူဆထားတယ်ကိုတော်ကဒီမေးခွန်းလာမေးနေဒါကြောင့်သူတို့ရှေ့မှာမဟုတ်မသိဘူးလို့မပြောချင်ဘူးဟောပြမာလည်းပဲ နော်ကောက်ချစ်တဲ့စိတ်ရှိသေးတာပဲလို့နော်သူမသိတာကိုမသိဘူးလို့မပြောဘူးသူများတွေအထင်သေးမှသူလည်းကြောက်တယ်ကိုသိခါထိမ့်ညင်တာပေါ့သဘောအရသူမသိဘူးလို့ပြောချင်မပြောချင်တော့ဒီကိုယ်တော်ကလည်းလိုက်ကန်းစိုးမသိသူ့ကိုမေးနေတယ်ပေါ့ဆိုဗျမတွေအားလုံးက तू မသိတာမရှိဘူးလို့ပြောတယ် तू မသိဘူးလို့ပြောလိုက်ရင်အချက်ကွဲတော့မယ်လေဒါကြောင့်မို့လို့ तू က တူတူဒီဟန်းကိုပြောတာကိုတော်တဲ့ပြမာရီရှိဘူးကျွန်တော်ကမပြောတာဒီမေကွန်းကိုကျွန်တော်လည်းမဖြေနိုင်ဘူးဟာတကူးရှင်နော်ဘလို့တကူးကြည့်ကြည့်သိပညာရှိတာမဟုတ်ဘူးလို့ဆိုတာမတမ်းမထင်ရှားတယ်တရားနဲ့ပတ်သက်ပြီးတော့လေးနဲ့တဲ့အဖြေကိုသူပေးနိုင်တာမဟုတ်ဘူးမပေးနိုင်ပေမဲ့လို့သူလမ်းညွှန်မှုကိုဘလို့ပြောတော့ ဟောတာကိုတော့အပြစ်တယ်ဒီမေးခွန်းရဲ့အဖြေကမေးရမှာတဲ့ဒီမေးရွန်းရဲ့အဖြေကိုရချင်လို့ရှိရင်မြတ်စွာဘုရားကိုပဲမေးရမှာတဲ့ဒီအစွမ်းတကူရှိတယ်ဆိုပြီးတော့တကူကြီးတယ်ဆိုတဲ့ပုံကိုယ်တွေကိုလာမေးလို့ဘယ်လိုမှအဖြေမရဘူးဒါကိုတော့အပြစ်တယ်နော်အဲ့တော့သွားတဲ့ကိုတော့ဒီမှာဟိုကြာကြာအချိန်ဖြုံးနေနေရသော်ဘုရားစီသွားပြီဒီမေးခွန်းသွားမေးတယ်အဲ့ချက်မှအဖြေရမှာ တခြားလောကမှာဘယ်သူမှမပြေးနိုင်ဘူးဒီမေကုံမှန်ကန်တဲ့အဖြစ်မပြေးနိုင်ဘူးလို့အဲ့ဒါလို့ပြောလိုက်တော့အခါမှာယဟာတခါလေရုပ်ချင်းမြမပြေကနေပြီးတော့ထွက်ပါပြီးတော့ဒီမြတ်စွာဘုရားစီရောက်သွားတာ